2015ခုနှစ်ကနေအခုအချိန်ထိ AA အဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်ဆင်းရမည်မှု16ကြိမ်ရှိခဲ့ပြီးကာလတန်မိုးငွေကျပ်1233.6ခုဘီလီယံအထိဖန်ဆင်းရမည်ခဲ့ကြောင်းအမျိုးသားကာကွယ်နဲ့လူကြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ် AA အဖွဲ့ရဲ့မူရည်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားရမှာ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါမူရည်စေဝါကိုအဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတဲဆောင်လောက်ကင်နေတာမျိုးတွေ့ရပါတယ်။အေအကျံပတောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ကိုယ်တိုင်ကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရီစေဝါတဲဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်နေရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေအတောင်းကျန်းသူအဖွဲ့ဝင်တွေကဖတ်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်။အေအကျံပတောင်းကျန်းသူအဖွဲ့က2015ခုနှစ်မှာတကြိမ်ဖမ်းမိခဲ့တဲ့ကာလတံပိုးငွေ ်တက်တမ6.5ဘီလီယံကနဲ့2019ခုနှစ်မှာ၄ကြိမ်ကာလတန်ဖိုးငွေကျပ်59ဘီလီယံက2020ခုနှစ်မှာ10ကြိမ်ကာလတန်ဖိုးငွေကျပ်10ဘီလီယံ2023ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျပ်155.8ဘီလီယံ2024ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျပ်3.12ဘီလီယံကနဲ့ယခု2025ခုနှစ်အတွင်းမှာ6ကြိမ်ကာလတန်ဖိုးငွေကျပ်1003.6ဘီလီယံကဖြစ်ပြီး 2015ခုနှစ်ကနေယခုချိန်ထိအေးအေးအကျန်းပက်တောင်းရမ်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေပါဖန်စည်းရမှုမှုစုစုပေါင်း16ကြိမ်တည်တည်ရှိခဲ့ပါတယ်စုစုပေါင်းကာလတန်ဖိုးငွေကြ1233.6 6ဘီလီယံအထိဖန်စည်းရမိခဲ့ပါတယ်ဒီပမာဏကိုကြည့်ရင်ဘလောက်အန္တရာယ်များကြောင်တွေ့နိုင်မှာဖြစ်ပါတယ်အေးအကျန်းပက်တောင်းရမ်းသူအဖွဲ့အနေနဲ့ဒါရခိုင်ပြည်နယ်မှာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေတဆင့် ဒေသတွင်နေရာများကိုဘလောက်ထိမူရည်စေဝါတွေပို့ဆောင်နေကြကြောင်းသင်ရှားစွာသိရမှာဖြစ်ပါတယ်2023ခုနှစ်က AA တောင်းကျန်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်းစည်းရမယ့်မှုမှာ AA တောင်းကျန်းသူအဖွဲ့ဝင်ဘိုအစင်းရှိတဲ့ထွန်းလင်းခေါ်ပြုံးချုံဒုတိယဘိုအစင်းရှိတဲ့နေလင်းထွန်းခေါ်နော်နော်ခေါ်ကျော်စိုးနဲ့စိုးထွန်းတက်ကြကြီးအစင်းရှိတဲ့ကျော်ဟန်တက်သားအစင်းရှိတဲ့ကျော်လင်းဆန်းနဲ့ဦးထွန်းတို့စားတဲ့၆ဦးတို့ပါဝင်ခဲ့ကြအောင်၎င်းကပြောပါရယ်သူတို့ကိုကျွန်တော်တို့ စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာအေတောင်းချန်းသူအဖွဲ့ခေါင်းဆောင်ထွတ်မြတ်နိုင်ရဲ့တာဝန်ပေးချက်အရအေတောင်းချန်းသူဗိုလ်မှူးကြီးအဆင့်ရှိကျော်မြတ်ဦးခေါ်တာသားခေါ်ဝေသာထုံးကဦးစီးပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းထွက်ဆိုချက်တွေအရတိကျစွာသိရှိရပါတယ်အေတဲဖို့ဝမ်စီဘောရေးတာဝန်ခံဗိုလ်မှူးကြီးသာသာကျော်မြတ်ဦးဝေသာထုံးကကျွန်တော်ကိုရန်ကုန်မှာမူအေစီဝါလောက်ဖို့အတွက်ကျွန်တော်ကိုလွှတ်လိုက်ပါတယ်ကျွန်တော်တို့ဒီမှုရေးစီဘောကိုဒီက ကြော့ကြိုက်ပြီးလုံနေတာကတော့စီးပွားရေးတာဝန်ခံဆေးဥရှုကတာတော့ကောဗမုကြီးဝေလာထွန်းပေါ့ကျွန်တော်တို့ဒီလိုမွေးရေးစီးပွားရေးလုံနေတာကိုအဲဘုရှုပ်ထွန်းပြနေလေအာမသိတာတော့မရှိပါဘူးဘယ်လိုပါပဲနောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်းအေတောင်းကျန်းသူအဖွဲ့နဲ့ပတ်သက်တဲ့သူလေးအေတောင်းကျန်းသူအဖွဲ့ဦးစည်းပြီးလောက်ကင်နေတဲ့မွေးရေးစီးပွားလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေသူတွေဒါဖြစ်ပါတယ်အေတောင်းကျန်းသူအဖွဲ့တွေကဒေသခံတွေကိုငွေချင်းနဲ့မလုံးပေးပြီး ဝီရစေးပါးတွေကိုသေဆောင်စေပြီးရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကို ရောင်းချတာအပြင်နယ်နိမိတ်ချင်းထိကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ရေလံကျောင်းဝန်တွေတဆင့်တခြားနိုင်ငံတွေကိုလည်းစင့်စစ်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ် ဒီကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နယ်ကြားစောက်တပ် BGB ရဲ့ရာမိုစစ်ဌာနချုပ်မူကိုရိုင်းစက်တမ15ရက်မှာသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုလည်းတွေ့ရကြောင်းအရင်ကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာမြန်မာနိုင်ငံရဲ့နေကြားစောက်ရဲတပ်ဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်တွေမှာဒီကိစ္စတွေကိုကောင်းမွန်စွာကင်တွယ်ထိန်းချုပ်နိုင်ခဲ့ကြောင်း၎င်းကပြောပါရယ်သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာအေတောင်းကျသူတပ်ဖွဲ့ဝင်တွေကိုရိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝူးရီစေဝါတွေအသာစီမဲ့စွာတင်သွင်း တင်ပို့နေကြောင်းတွေ့ရတာဖြစ်ပါတယ်။ဒလုံပို့ဆောင်ပြန်ပြူရရှိတဲ့ငွေတွေရတဲ့တစ်ဆင့်ရိတ်ခါလက်နဲ့ခရမ်းနေဝယ်ယူနေခြင်းဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။အေတောင်ရန်သူအဖွဲ့ရဲ့လက်ဝေကံ PDF အမိကံအကျမ်းဘက်အောင်ရန်သူအဖွဲ့တွေကလည်းဝူရစေပါတဲဆောင်ပြန်ပြူတဲ့ဒဏ်ကြောင်းမှာပါဝင် ပတ်သက်နေပြီးအရိယာနေရရှိလာတဲ့အကျိုးမြတ်တွေကိုပျော်လင်းကားနေပြီးတော့ကပမာဏကြီးကြီးဖန်ဆီးခံလိုက်တဲ့အချိန်ရဲ့နောက်ွယ်မှာတော့ ဝင်ကြည်ကြတဲ့မှုတွေနဲ့တူစိန်ဝန်ကွဲပြားမှုတွေအလင်းဝင်ရောက်မှုတွေအချင်းချင်းဆွဆွဲတက်ဖြတ်မှုတွေဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်လက်ရှိအချိန်အထိ PDF အဖွဲ့ဝင်တွေတရားဥပဒေပေါင်းအတွင်းအလင်းဝင်ရောက်လာမှုအနေနဲ့823အထိရှိလာပြီဖြစ်ပြီးဆက်လက်ပြီးအလင်းဝင်မှုချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိကြောင်းနိုင်ငံတော်အစိုးရအနေနဲ့2018ခုနှစ်ကနေအခုအထိ EAO တွေနဲ့ပြည်ခတ်တိုက်ခိုက်မှုရင်းဆဲပေးခြင်း18ကြိမ်ကြီးညာခဲ့ကြောင်း ဒါပြင်နိုင်ငံရေးအရာသဘောထားကွဲလွဲမှုကြောင့်အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါအဝင်တခြားအဖွဲ့အစည်းတွေကလည်းဥပဒေပေါင်းတွင်ဝင်ရောက်ဖို့တုံ့ပြန်အထိဖိတ်ခေါ်ပြီးဖြစ်ကြောင်း၎င်းကပြောပါရယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကအေတောင်ကျန်းသူအဖွဲ့အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာတော့မကမြန်မာနိုင်ငံအတွင်းဒေသတွင်းနိုင်ငံတွေအထိလူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ဝူရီစေဘာရောင်းခွဲတာတွေဖြန့်ဖြူးတာတွေလုံဆောင်လျက်ရှိတဲ့အပြင်လူမျိုးရေးအကြောင်းပြပြီးပေါင်းညှမ်းသူဖြစ်ဆောင်ရွက်လျက်ရှိပါတယ် လူမျိုးရေးအကြောင်းပြပြီးဆောင်ရွက်နေတာဖြစ်ပေမဲ့ရခိုင်လူငယ်တွေပဲမူရစေဝါရဲ့ပါကောင်တွေဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။တိုင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများအနေနဲ့ဒီလိုအစွန်းရောက်လှုပ်ဆောင်နေတဲ့အီအကြမ်းဖက်တောင်းကျမ်းသူအာရကန် Drush Army အေးမူရစေဝါတောင်းကျမ်းသူများကိုစန့်ကျင်ဖို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးရုပ်စေမဲ့လုပ်ငန်းတွေဖြစ်လို့ ဒေသတွင်နိုင်ငံများဟုပါအန္တရာယ်ကြောက်စမဲ့လုပ်ငန်းတွေဖြစ်လို့အလုံးဝဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ရရှိလာတဲ့သတင်းများကိုတာဝန်ရှိသူများခံအချိန်မီပေးပို့ကြဖို့တိုက်တွန်းပြောကြားလိုပါတယ်အေအဖွဲ့ဦးစည်းလောက်ကင်နေတဲ့ဝင်းရည်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေဟာမြန်မာနိုင်ငံအတွက်တောင်မှကဒေသတွင်နိုင်ငံတွေအတွက်ပါအန္တရာယ်တစ်ဖွဲဖြစ်ပေါ်လျက်ရှိကြောင်း အေအဖွဲ့ဟာမူရင်းစေဝါနဲ့ယက်တည်နေတဲ့အဖွဲ့အစည်းဖြစ်တာကိုအရင်ကလည်းပြောကြားခဲ့ပြီးဖြစ်ကြောင်းအခုလည်းအေအဖွဲ့ရဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ဖြန့်ဖြူးရောင်းချမဲ့ငွေကျပ်195တက်သမာ85ဘီလီယံတန်မိုးရှိတဲ့ ICE 3438ကီလိုဂရမ်နဲ့ကက်တမင်2198ကီလိုဂရမ်ကိုပြီးခဲ့တဲ့စက်တဘာလနောက်ဆုံးအပတ်ကဖမ်းဆီးရမိခဲ့ကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်